စစ်ကောင်စီလက်တပ်ကစာတင်ကြောင်းတွေဆေးရုံတွေစားတဲ့လူစုလူဝေးနေရာတွေကိုပိတ်မှတ်ထားပြီးနေကြောင်းတိုက်ခိုက်တာကြောင့်မြေပြင်မှာလက်ရှိဖွင့်လှစ်ထားတဲ့ဂျားကာလာပညာရေးကျောင်းအလုံးယာယီပိတ်ထားကြဖို့အမျိုးသားညွရဲ့အစိုးရ NUG ရဲ့ပညာရေးဝန်ကြီးဌာနကမေလ25ရက်မှာညွှန်ကြားချက်ထုတ်ပြန်လိုက်ပါတယ်။မြေပြင်မှာဖွင့်လှစ်တင်ကြားနေတဲ့အခြေခံပညာရေးကျောင်းတွေအစင်းမြေပညာရေးကျောင်းတွေနဲ့တပ်မွေပညာကျောင်းတွေအလုံးကိုယာယီပိတ်ထားရမယ်လို့ NUG ပညာရေးဝန်ကြီးဌာနရဲ့ညွှန်ကြားချက်မှာပါရှိပါတယ်။အခုလိုကျောင်းတွေကိုယာယီပိတ်ရတာက ်နိုင်ငံအနာဂတ်ကလေးသူငယ်တွေဆရာဆရာမတွေအရက်သားပြည်သူတွေအသက်ဆုံးရှုံးမှုနဲ့ထိခိုက်ဒဏ်ရာမရစေဖို့ဖြစ်တယ်လို့အသိပေးထားပါတယ်။ညွန်ကြားချက်ကိုတက်ဆိုင်ရာအစဉ်အဆက်သောတာဝန်ရှိအဖွဲ့အစည်းတွေကပူးပေါင်းပါဝင်ပေးကြဖို့လဲ NUG ပညာရေးဝန်ကြီးဌာနကတိုက်တွန်းထားပါတယ်။မေလ12ရက်ကတပရင်းမြို့နယ်အိုတင်တင်ကျေးရွာစာတင်ကျောင်းဘုံကျေးခံရမှုမှာဆရာမ2ဦး၊ကျောင်းသူကျောင်းသား22ဦးစုစုပေါင်း24ဦးသေဆုံးပြီးဒဏ်ရာရသူလည်း100ကျော်ရှိခဲ့တာပါ။ရက်ပိုင်းအကြာမေလ23ရက်မှာလဲ စကိုင်းတိုင်းမင်းကင်းမြို့နယ်မင်းစုကျေးရွာဘုံကျဲခံရပြီးကလေးခုနှစ်ဦးအပါအဝင်အရက်သား၁၄ဦးထပ်မံတိတ်ဆုံးခဲ့ရပါတယ်။ဒါပေမဲ့စစ်ကောင်စီဘက်ကတော့အရက်သားတွေနဲ့စာတင်ကြောင်းတွေကိုဘုံကျဲတာမရှိဘူးလို့ညှင်းဆန်ထားပါတယ်ရှင်။